ဟယ်လိုအားလုံးပဲမင်္ဂလာပါအရှင် MMA ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ YouTuber Jack Paul ရဲ့နိုင်ပွဲဆက်နေတဲ့ပေါ်စားကစားသမားတက်တန်ဘွားကိုရက်တန့်ပေးလိုက်တဲ့တန်ဝင်လက်ဝိကျော် Tyson Fury ရဲ့ညီ Tommy Fury ရဲ့အကြောင်း UFC ရဲ့ဥက္ကဋ္ဌဒနာဝိုက်ကိုတိုင်ပြန်လည်စီစစ်ပေးရတော့မယ် Islamaka ချက်နဲ့ Volkanovski တို့ရဲ့အကြောင်းမာတင်ငူရင်ရဲ့1 Championship လမ်းကြောင်းပေါ်ပြန်လည်ရောက်လာနိုင်မလားဆိုတဲ့အကြောင်း ပြီးတော့အောင်လာအန်ဆန်းရဲ့နောက်ထပ်ထိုးတက်ရမယ့်တေယုတ်ဖိုင်တာရဲ့အကြောင်းတို့ကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကစားသမားဘဝတလျှောက်လုံးမှာပထမဆုံးရှုံပွဲတွေကြုံတွေ့နေရတဲ့ YouTuber Jake Paul ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်တကယ်လို့ပရိသတ်ကြီးတွေကပေါင်စင်ပွဲတွေကိုကြည့်ဘူးတဲ့ဆိုရင် Jake Paul ကတော့ပရိသတ်ကြီးနဲ့စိမ့်မယ်မထင်ပါဘူးဒီရဲ့ Jake Paul ဟာဆိုရင် သူရဲ့ကစားသမားဘဝတခြားလုံးမှာမဆိုးလာတဲ့စံချိန်တွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ UFC နဲ့ ONE မှာထိုးတက်ခဲ့မှုတဲ့ Fighter ကြီး Ben Askren ပြီးတော့ UFC ရဲ့ Fighter ဟောင်းကြီးတွေဖြစ်တဲ့ Tyrone Woodley နဲ့ UFC ရဲ့ကံတော်ဝင် Fighter ကြီးလို့တင်စားကြတဲ့ Anderson Silva တို့ကိုတော့မှနိုင်ယူထားပါတယ်။ဒီလိုထိုးတက်နိုင်ယူခဲ့မှုတဲ့ Jake Paul ကိုဘယ်လို Fighter မျိုးကနိုင်ယူရသလဲ။ Jake Paul ဟာဆိုရင် YouTube လုပ်ငန်းမှာရောပေါင်းစင်လုပ်ငန်းမှာရောနေချဲ့ဖို့ကြိုးစားနေတာပါ။ရှေ့ကပေါင်းစင်လောကတက်တန်တစ်ချောက်လုံးမှာရှုံပွဲမရှိခဲ့ပေမဲ့လေ Tommy Fury နဲ့ပွဲမှာတော့ရှုံပွဲကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့လည်း Jake Paul အနေနဲ့ Tommy Fury ကိုအမတ်နဲ့ရှုံခဲ့တာဖြစ်ပြီးတော့အပြတ်အသတ်တော့မကွာဘူးလို့ကြွမ်းကျင်သူတွေကဆိုကြပါတယ်။ Tyson Fury ရဲ့ညီဖြစ်တဲ့ Tommy Fury ဟာဆိုရင် ပေါင်စင်လောကမှာတော့ပြောရဆိုရလောက်အောင်ကောင်းမွန်တဲ့သူတော့မဟုတ်ပါဘူး။ Tommy Fury အနေနဲ့လည်းအသာစီးထိုးတက်မှုမရခဲ့ဘူးလို့ဆိုကြပါတယ်။ Jake Paul အနေနဲ့လည်း UFC ကဖိုက်တာတွေကိုတော့မှအနိုင်ထိုးတက်လာတဲ့သူပါ။ဒီပွဲမှာရှုံးလိုက်တာဟာသူ့အတွက်ခံစားခက်စီမှာတော့အမှန်ပဲဖြစ်ပါတယ်။ပြီးတော့သူတို့နှစ်ယောက်ရဲ့မကြေပွဲကိုမကြခင်မှာပြန်လဲထိုးတက်နိုင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ တကယ်လို့နောက်တစ်ကြိမ်သာပြန်လည်ထိုးတက်ခွင့်ရခဲ့ရင် Jake Paul အနေနဲ့ Tommy Fury ကိုအနိုင်ယူနိုင်တယ်လို့ကျွန်တော်ကတော့ယူဆမိပါတယ်။နောက်တစ်ကြိမ်ဆိုရင်ရောပရိသတ်ကြီးတွေရောဘယ်လိုထင်ကြလဲ Jake Paul ပဲလားဒါမှမဟုတ် Tommy Fury လားခံမှန်ပေးကြပါဦး။မကြာသေးခင်ကထိုးတက်သွားခဲ့ကြတဲ့ UFC ရဲ့ Pound for Pound Number 1နဲ့2 Fighter တွေအကြောင်းကိုပရိသတ်အားလုံးသိကြမှာပါ။ဒီ fighter တွေကတော့ Islam Makachet နဲ့ Alexander Volkanovski တို့ပဲဖြစ်ပါတယ် အဲ့ဒီပွဲမှာဆိုရင်အစ္စလာမ်ကချက်ကအနိုင်ယူသွားခဲ့တာပါ။ဒါပေမဲ့မပြတ်သားခဲ့ပဲမျက်နာတစ်ခုလုံးဖူးယောင်တဲ့အထီးကိုအထိုးခံရတာပါ။ရှုံးနိမ့်ခဲ့တဲ့အလက်ဇန်ဒါဗော်ကာနိုစကီအနေနဲ့ကတော့မက်ကာချက်လောက်ကိုအခြေအနေမစိုးခဲ့ပါဘူး။ဒါကြောင့်တချို့ UFC ဝေဖန်ရေးသမားတွေကတော့အစ္စလာမ်ကချက်အနေနဲ့နိုင်ရရှိသွားတာကမမျှတာဘူးလို့ဆိုကြပါဗျ။ ဒါကြောင့် UFC ရဲ့ဥက္ကဋ္ဌကြီးဒနာဝိုက်က Islamaga ချက်နဲ့ Volkanovski တို့ကိုနောက်တစ်ကြိမ်ပွဲတည်ပေးဖို့စတင်ကြိုးပမ်းလှုပ်ဆောင်နေတယ်လို့သတင်းရရှိထားပါတယ်။ဒီပွဲစဉ်ကတော့နောက်ထပ်ဒနာဝိုက်ရဲ့ငွေထုတ်ပိုင်နိုင်ရမယ့်ပွဲပါပဲ။ဒီရဲ့ပွဲစဉ်မှာရှုံးသိမ်းခဲ့တဲ့ Volkanovski ဟာဆိုရင် ပွဲပြီးပြီးချင်းမှာပဲမကာချက်နဲ့ပြန်လည်ထိုးတက်ဖို့ rematch တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။သူ့အနေနဲ့ဒီပြိုင်ပွဲကအနိုင်ရဖို့ပို့ပြီးတော့ထိုက်တန်လို့ပြောခဲ့တာပါ။ ဒါကြောင့်မကြာခင်မှာအစ္စလာမကချက်နဲ့ဗော်ကာနိုစကီတို့ရဲ့ပြိုင်ပွဲထပ်ဖြစ်လာဖွယ်ရှိပါတယ်။ဒါဆိုရင်တော့နောက်ထပ်သမိုင်းမှာရီးထိုးအောင်မဲ့ပွဲကြီးပွဲကောင်းတစ်ခုကိုပရိတ်သတ်ကြီးတို့ကြီးရှုရတော့မှာပဲဖြစ်ပါတယ်။အဖော်ကသတင်းမှာဖော်ပြခဲ့တဲ့ဂျိတ်ဖော်ပွဲထိုးတက်နေတဲ့အချိန်မှာလိုဂိန်းဖော်ဟာဆိုရင်ပြိုင်ဘက်ဖြစ်သူတိုမီဖျူရီကို trust top ပြောခဲ့တာပါ။ဒါနဲ့ပတ်သက်ပြီးတော့ Nate Diaz ကဒီအကောင်ကတော့အပြင်းခံရတော့မယ်လို့ချိန်ချောက်ခဲ့တာပါ။ လိုဂိမ်းဖော်ကလည်း Jake Paul လို့ပါပဲ YouTube လုပ်ငန်းမှာရောပေါစာလုပ်ငန်းမှာရောကြိုးပမ်းနေတဲ့သူပါသူတို့နှစ်ဦးစလုံးဟာဆိုရင် YouTube မှာလည်းအတိုင်းအတာတစ်ခုထိအောင်မြင်ထားတဲ့လူတွေပဲဖြစ်ပါတယ်လိုဂိမ်းဖော်ဟာဆိုရင်သူ့ရဲ့ပေါစင်ကစားသမားဘဝတစ်လျှောက်လုံးမှာနောက်ဆုံးထိုးတက်ထားတဲ့ပွဲစဉ်မှာ Manny Man လို့လူသိများကြပါတယ်ပြီးတော့ Fighter Flight Mayweather နဲ့2021ခုနှစ် John La မှာထိုးတက်ခဲ့တာဖြစ်ပါတယ်ခုချိန်မှာတော့ Logan Paul ဟာဆိုရင် WWE နဲ့စာချုပ်ချုပ်ဆိုထားပြီးဖြစ်ပြီး West Mania ရဲ့ပွဲစဉ်39မှာပါဝင်ထိုးတက်มาပဲဖြစ်ပါတယ်ဒီပွဲစဉ်ဟာဆိုရင်ဧပြီလ3ရက်နေ့နဲ့ဧပြီလ4ရက်နေ့မှာစတင်มาပဲဖြစ်ပါတယ်။မာတင်ကိုရင်ကိုတော့အားလုံးသိထားတဲ့အတိုင်းပါပဲ။ မြန်မာပြည်ကဖိုက်တာအောင်လာအန်ဆန်ရဲ့ဗော်ဒါတယောက်ဖြစ်ပြီးတချိန်တုန်းကတော့ဝမ်ချန်ပီယံရှစ်ရဲ့ပထမဆုံးအကြိမ်ဝိတ်တန်းနှစ်ခုချန်ပီယံအဖြစ်မင်းမူနိုင်ခဲ့တဲ့သူပါဒါပေမဲ့နောက်ပိုင်းမှာတော့ကစားသမားဘဝအကြပိုင်ရောက်ရှိခဲ့ပြီးရှုံးပွဲတွေကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့မာတင်ကိုယင်ဟာဆိုရင်1597မှာပြိုင်ဘက်ဖြစ်သူဘရာဇီးနိုင်ငံသားလီယိုနာໂດကာဆူတီနဲ့ထိုးတက်ခဲ့ရတာဖြစ်ပါတယ်။ ။ငကူကတော့ရှုံးပွဲမရှိဖိုက်တာရှမိတ်ဂါဇာနော့နဲ့ထိုးတက်ဖို့ရည်ရွယ်ထားခဲ့တာပါ။ဒါပေမဲ့ဂါဇာနော့နဲ့ပွဲပြတ်ခဲ့တာပဲဖြစ်ပါတယ်။ခုချိန်မှာတော့မာတင်ကိုရင်ဟာဆိုရင်ဂါဇာနော့နဲ့ထိုးတက်ခြင်းကြောင်းဖွင့်ပြောခဲ့တာပါ။မာတင်ကိုရင်အနေနဲ့ဒီပွဲစဉ်အနိုင်ရရှိမှုဟာဆိုရင်သူ့ကိုကမ္ဘာချန်ပီယံအဖြစ်ပြန်လည်အစပြုမှုတစ်ခုလို့ယုံကြည်နေပါတယ်။ဒါကြောင့်နောက်တစ်ပွဲမှာတော့သူ့အနေနဲ့လက်ရှိအနေထားထက်မြင့်မားတဲ့ပြိုင်ဘက်နဲ့တွေ့ဆုံချင်နေပါတယ်။ သူအနေနဲ့ထိုးတက်ဖို့တရားဝင် ထုတ်ဖော်ခဲ့တဲ့ fighter တွေရဲ့ ranking ကတော့အထက်မှာဖော်ပြခဲ့တဲ့ Jamaica စာတော့ ranking 5ပြီးတော့ Gary Tonon ranking 2တို့ပဲဖြစ်ပါတယ်။အောင်လာအန်ဆန်းရဲ့ border ကြီးကတော့သူ့ရဲ့တာထွက်ပွဲကိုတော့ခက်ကြမ်းကြမ်းထွက်ပေါ်လာခဲ့ပါပြီ။ဒါကြောင့်မာတင်ကိုရင်ကိုမကြာခင်မှာ one championship ရဲ့ဆင်မြင့်ပေါ်မှာပြန်လည်တွေ့မြင်နိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။လက်ရှိအနေထားမှာတော့မာတင်ကိုရင်ဟာအနိုင်ရရှိထားပြီဆိုပေမဲ့လည်း အသက်အရွယ်ကြောင့်ထိတ်တန့်ဖိုက်တာတွေကိုအရင်လိုပြန်လည်ထိုးတက်နိုင်အောင်မလားဆိုတာကတော့စိတ်ဝင်စားဖွယ်ဖြစ်နေပါတယ်ပရိသတ်ကြီးအားလုံးရောဘယ်လိုထင်ကြလဲမာတင်ကိုရင်ဟာဆိုရင်ကစားသမားဘဝရဲ့အကြပိုင်းပွဲတွေတုန်းကလည်းနိုင်ပြီးပြန်ရှုံသွားတတ်တဲ့အစဉ်လားရှိပါတယ်ဒါကြောင့်အခုမာတင်ဟာအရင်ပွဲတွေလိုမဟုတ်ပဲဝမ်းရဲ့ဆင်မြင့်ပေါ်ပြန်တက်လာနိုင်မလားဒါမှမဟုတ်ပြန်ပြီးရုန်းကန်ရမလားဆိုတာကိုပြောကြခဲ့ပါဦး နောက်ဆုံးသတင်းသဘောက်အနေနဲ့ UFC ရဲ့ heavyweight တန်းကိုပြန်ရောက်ရှိလာပြီဖြစ်တဲ့ John Jones အကြောင်းကိုတင်ဆက်ပေးတော့မှာပါ John Jones ဟာဆိုရင် heavyweight တန်းမှာ7နှစ်အကြာမှာပြန်လည်ရောက်ရှိလာခဲ့တာပါအရင်တုန်းကတော့ light heavyweight မှာလည်းထိုးတက်ခဲ့ပူပါတယ်အခုတော့သူ့ရဲ့တကြော့ပြန် UFC fighter ကစားသမားဘဝကိုတော့ heavyweight တန်းမှာထိုးတက်มาဖြစ်ပါတယ် heavyweight တန်းမှာထိုးတက်မှာကိုအစားကကျွန်တော်တို့ MMA ဝါသနာရှင်များက Champion Hong Francis and Gano နဲ့ထိုးတက်မယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့ကျွန်တော်တို့ထင်ထားတာဟာလွဲချော်သွားခဲ့ပါတယ်။ကျွန်တော်တို့အားလုံးမှန်းထားတာက and Gano နဲ့မထိုးတက်ရင်လေ John Jones ရဲ့ပြိုင်ဘက်ဟာ Stipe Moise ဖြစ်မယ်လို့ယူဆခဲ့ကြတာပါ။ဒါလည်းထပ်မားခဲ့ပြီးအတီးဖြစ်လာခဲ့တဲ့တွဲဆိုင်ကတော့ John Jones နဲ့ Sierra Gain ပဲဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာဆိုရင် heavyweight တန်းရဲ့ဒီနှစ်ပိုင်းတွေထဲမှာနောက်ထပ်ကြီးကြီးကျယ်ကျယ်ကျင်းပမဲ့ပွဲစဉ်တစ်ခုဖြစ်နိုင်ပါတယ်။ပြီးတော့ဒီပွဲစဉ်ဟာဆိုရင် UFC ရဲ့ပွဲစဉ်အမှတ်285မှာထိုးတက်သွားရမှာဖြစ်ပြီးတော့ John Jones တို့ရဲ့ပွဲဟာဆိုရင် main fight ပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗျာနောက်ဆုံးရရှိထားတဲ့ MMA သတင်းအကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးရတာပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်တူအားရှင်းပါဒီကနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးသွားကြတဲ့ပရိသတ်ရောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ပါတယ်အားရှင်းရဲ့ channel လေးကိုလည်း like and subscribe အပြင် share ပေးသွားကြဖို့လည်းတောင်းဆိုလိုက်ပါတယ်နောက်ထပ်တင်ဆက်ပေးရမယ့် video တွေမှာပြန်ဆုံတွေ့ကြပါစို့